ယနေ့ဓမ္မနန္ဒောဝိပဿနာจิตာတည်ထောင်မှုရန်အတွက်သရဖြူဝိညာဉ်ရှိပြေကနိဗ္ဗာန်ကိုရည်မှတ်မိပါအထူးတန်းပေးကြသောလူရှင်များမှာမနန်းအေးအေးမြင့်မိသားစုမှ၃000ကျပ်လာတဲ့အလူတော်ငွေဖြစ်ကိုထွန်းမင်းလက်မိသားစုညီကိုမောင်နှမတို့မှ၂000ကျပ်ဤကုသိုလ်ရှင်စေနာရှင်ပေါင်းတို့သည်ကြောက်ရွံ့ဖြစ်သောကသုဘေသူအန္တရာယ်သို့ယောဂါသို့မြို့မြို့ကင်းစင်လွှင့်ပြောက်ပြီး ။ဤဝါဤခန္ဓာနဲ့ပင်ဤသာသနာတော်တွင်၌ဒုက္ခပေါင်းချုံခြင်းရာဖြစ်သောနိဗ္ဗာန်သို့မျက်မှောက်ပြုနိုင်ကြပါစေ။အဲ့တော့တရားအားထုတ်တယ်သူတရားတော်ကိုတရားတဲ့အတိုင်းသိအောင်လုပ်တာတရားအားထုတ်တာ။အဲ့တော့ဘယ်မှာအားထုတ်တာလဲခန္ဓာမှာအားထုတ်တယ်။အားထုတ်ရမယ့်ခန္ဓာကအထေခန္ဓာသဘောခန္ဓာခန္ဓာနှမျိုးမှာသဘောခန္ဓာမှာတရားအားထုတ်တယ်။အဲ့တော့ ဥပဒဝယဓမ္မီနောတရိုက်ကဖြစ်တာလဲဓမ္မပြတ်တာလဲဓမ္မဒီနေရာမှာဓမ္မလို့သိတဲ့သဘောတရားရဲ့အပေါ်မှာပေါ်မျောနဲ့မြုံမျောနှစ်ခုမှာရိုးရိုးဓမ္မအတိုင်းကိုသိရင်ပေါ်မျောဓမ္မကိုဓမ္မအတိုင်းမသိဘဲနဲ့ခန္ဓာကိုယ်မှာပေါ်တဲ့ရုပ်မှာပေါ်တဲ့ဖောက်ပြန်မှုဟာဓမ္မအတိုင်းတသက်ပဲ ဒါပေမဲ့အဲ့ဒီဓမ္မအတိုင်းတက်တက်ကိုမရှုနိုင်ဘူးမသိဘူးဆိုလို့ရှိရင်သူအဓမ္မဖြစ်သွားတယ်အဓမ္မဆိုတာလောဘရဲ့ဒေါသရဲ့မောဟရဲ့ဒိဋ္ဌိရဲ့တဏှာမာနရဲ့ပေါင်းစပ်ပြီးတော့အမှန်တရားကိုအမှားတရားဖြစ်အောင်လို့အာဓမဘက်နှလုံးသွင်းလိုက်တာအဲ့တော့ဓမ္မနဲ့အာဓမမှာပေါ်လာကဓမ္မပဲနှလုံးသွင်းမှရင်အာဓမဖြစ်တယ်ဒါဆိုဓမ္မကနေအာဓမဖြစ်တယ် အဲ့ဒါကိုဥပဒဝယဓမ္မိနောပေါ်လာတာကဖောက်ပြန်မှုပေါ်လာတာကဓမ္မတသက်ပဲအပြာကရဓမ္မတသက်ပဲသို့တော့ငါနာတယ်လို့ငါအောင့်တယ်လို့ငါပူတယ်ငါယောဂဖြစ်ရလေခြင်းလို့ယူလိုက်တာက အတ္တမဖြစ်သွားတယ်အဲ့တော့ဓမ္မမှသည်အတ္တမကိုပြောင်းလိုက်တယ်ဒီဘက်ကပေါ်တဲ့ဓမ္မရေဟိုဘက်မှာပေါ်တဲ့အတ္တမကကိလေသာဖြစ်လိုက်တယ်အဲ့တော့တရားအားထုတ်တဲ့တရားရှုနေတဲ့ပုဂ္ဂိုလ်များအတွက်ကြတော့ ဲ့ဒါကိုအာသာချက်အမှန်ရတယ်သူကအမှန်မြင်တယ်လို့ပြောတာအဲ့ဒါအမှန်မြင်လိုက်တာပဲဒါကြောင့်မြုံမျောနဲ့ပေါ်မျောမှာမြုံမျောကဖြစ်တဲ့အတိုင်းကိုစုံလိုက်သွားတာမြုံမျောအဲ့ဒါကတော့အပယ်လေးပါမြုံမျောဟာပြန်ပြီးတော့တက်လာစရာအကြောင်းမရှိတော့တဲ့အာဓမအယူစပဲ ဒါခန္ဓာရဲ့အတ္တမကိုပြောတာခန္ဓာကိုပေါ်လိုက်တဲ့ပေါ်တဲ့အပေါ်မှာမဆုံးဖြတ်နိုင်တဲ့အတ္တမဆိုလိုတာကအောင့်နာကိုဖောက်ပြန်တယ်လို့မဆုံးဖြတ်နိုင်ရင်အောင့်နာငါလို့ယူလိုက်ရင်အတ္တမဖြစ်သွားတာဘေးမှာရောင်းဝယ်ဖောက်ကားနဲ့မာယွန်းတဲ့ငါးပါးတိလအပေါ်မှာသွားတဲ့အတ္တမကအကျမ်းသာအတ္တမဒါကြောင့်မလို့သူများကိုစော်ကားရင်တိလပြက်တယ်ဘေးပန်းဝန်းကျင်ကိုစော်ကားရင်တိလပြက်တယ် မိမိခန္ဓာကိုစော်ကားအမှန်မသိရင်ဘာဝနာပြတ်တယ်။သူများကိုစော်ကားရင်သီလပြတ်တယ်။မိမိခန္ဓာကိုအမှန်တိုင်းမသိရင်ဘာဝနာပြတ်တယ်။ညနှစ်ချက်။ကြောက်စရာကဘာဝနာကိုကောင်းကောင်းထိရင်သီလလည်းထိမိတာဖြစ်တယ်။သီလကိုကောင်းကောင်းထိရင်ဘာဝနာဘက်ကိုတဆင့်တက်ရဖို့ပြန်ကြိုးစားရတယ်။ဘာဝနာမိမိရဲ့ခန္ဓာကိုယ်ကိုအမှန်တိုင်းမသိ မဆုံးဖြတ်နိုင်ရင်ဘာဝနာပြတ်တယ်ဘာဝနာပြတ်ရင်သူနိဗ္ဗာန်ရောက်ဖို့ဝေးသွားတယ်အဲ့တော့ဗုဒ္ဓဘာသာထေရရည်မှန်းချက်ပန်းနိုင်ရနိဗ္ဗာန်ပဲနိဗ္ဗာန်ဆိုရင်ဘာဝနာအမှန်တရားဖြစ်ရဒါကြောင့်သူများကိုဇောကန်းရင်ဒီလားပြတ်တယ်မိမိခန္ဓာကိုအမှန်တိုင်းမသိလို့မဆုံးဖြတ်နိုင်ရင်အဲ့ဒါကိုခொနကစကလုံးနဲ့ညှိပြီးတော့ပြောရင်မိမိရဲ့အမှန်တရားကို မဆုံးဖြတ်နိုင်ဖြစ်စီရင်ဘာဝနာပြတ်တယ်ဝိပဿနာမဖြစ်ဘူးလို့ပြောခြင်းတယ်ဝိပဿနာမဖြစ်ဘူးလို့ပြောခြင်းတယ် ဲ့ဒါနဲ့ဆက်ဆက်ပြီးတော့မြုံမြောနဲ့ပေါ်မြောမှာမြုံမြောဒီအပယ်လေးပါးကိုမြုပ်ပြီးတော့မျောသွားအပယ်လေးပါးကနေပြီးတော့တဖြည်းဖြည်းတဖြည်းဖြည်းနဲ့မျောသွားတာမြုံမြောပေါ်မြောကြတော့အဲ့လိုမဟုတ်ဘူးသူကတော့ကုသိုလ်ကောင်းမှုတွေလုပ်တယ်လူပြည်နဲ့ပြည်မပြည်မှာပဲပေါ်ပြီးတော့မျောနေတယ်ဒါပေမဲ့အချိန်အကန့်အသတ်တစ်ခုတော့ရှိနေမယ်လူပြည်နဲ့ပြည်မှာတော့နေရမယ်ဒါပေမဲ့အဲ့လူပြည်နဲ့ပြည်ကပေါ်နေတယ်သူကတိပေါ်ဒါပေမဲ့မျောနေတယ် ။ဘာနဲ့မျောတာလဲဆိုတော့ဒုက္ခနဲ့မျောတာ။ဒါကြောင့်မျိုးမျောဒုက္ခကနှစ်ထပ်ဒုက္ခအပေလေးပါဒုက္ခနဲ့ဩနာတိဒုက္ခနှစ်ခု။ပေါ်မျောဒုက္ခကဩနာတိဒုက္ခ။သူကတိတော့ရောက်ကောင်းရောက်မယ်။ဒါမဲ့ဩနာတိဒုက္ခပါတယ်။ဒါကြောင့်ဒုက္ခနှမျိုးမှာမျိုးမျိုးကလည်းဒုက္ခပေါမျိုးကလည်းဒုက္ခ။ဒါဆိုရိုးရိုးတမ်းတမ်းအဆင့်ကမျိုးမျိုးကနေပေါမျိုးဖြစ်အောင်ကြိုးစား။အေးပေါမျိုးအဆင့်ရောက်သွားပြီဆိုလို့ရှိရင်လွတ်တဲ့အဆင့်ကိုရောက်အောင်ကြိုးစား။ လွတ်တဲ့အဆင့်ကြတော့ဘယ်နှန်းစင်လဲလို့မေးမက်လန်းစင်ပဲဒါကြောင့်မက်ကင်အလုတ်ကိုလွတ်လို့မရဘူးလို့ပြောတယ်ဒါကြောင့်မက်ကင်မက်ကသစ္စာတရားကိုလွတ်လို့မရဘူးအဲ့တော့သိအောင်ကြိုးစားတာမက်ကသစ္စာအတိခံရတာဒုက္ခသစ္စာမြုံမြောလွတ်သွားတာနီမြုံမြောလွတ်သွားတာသမုဒိယသစ္စာပုံမြောအဆင့်ကိုရောက်သွားတာနိရောဓသစ္စာပုံမြောကနေလွတ်သွားတာနိရောဓသစ္စာလမ်းကိုဝင်သွားတာကဥပ္ပတဝယ ဓမ္မိနောဖြစ်တာလဲဒုက္ခပြက်တာလဲဒုက္ခလို့သိရင်မြုပ်တာရောမြုပ်မျောရောပေါ်မျောရောမျောနှမျောကိုလွတ်မယ်မျောနှမျောလုံးကအိုနာတိဒုက္ခမလို့မျောနှစ်ခုသလုံးကိုလွတ်အောင်ကြိုးစားဖို့ကသစ္စာပဲရှိအဲ့ဒီသစ္စာလဲအခုလိုအချိန်သာသနာအတွင်းမှာပဲရှိမယ်ဒါကြောင့်ဥပဒေဝယဓမ္မိနောခန္ဓာကိုယ်အမှန်တိုင်းနှိမ့်ဆက်တာဓမ္မပဲအဲ့ဒီနှိမ့်ဆက်တာကိုအမှန်တိုင်းမဆုံးဖြတ်နိုင်တာကအာတမဆိုတော့ ဓမ္မနဲ့အဓမ္မကရှင်းအောင်ပဲဖြစ်တာကဓမ္မငါလို့ယူလိုက်ရင်အဓမ္မဓမ္မကနေအဓမ္မကိုပြောင်းသွားတာတည်မြုံမြောအဆင့်ကိုပြန်ကူးလိုက်တာမြုံမြောအဆင့်ကိုပြန်ကူးလိုက်တာပေါ်နာတာကဓမ္မတသက်ပဲဥပဒဝရဓမ္မီနောသို့တော့ကိလေသာကမဲ့ဝင်လိုက်တဲ့အတွက်ဒီဘက်ကကိလေသာဝင်လိုက်တာမဲ့ဝင်လိုက်ရင်တော့ကိလေသာတည်တယ်အဲ့တော့တည်တဲ့တည်တဲ့ကိလေသာကသမုဒိယသစ္စာဖြစ်ပြီးတော့ အရှုခံခန္ဓာကဒုက္ခသစ္စာ ဖြစ်ပြီးတော့ရှုလိုက်တာမဂ္ဂသစ္စာဖြစ်ပြီးတော့မြုံမျောပေါ်မျောငိမ့်သွားတာကនិရောဓသစ္စာချုပ်လိုက်တယ်ပေါ်မျောလဲချုပ်တယ်မြုံမျောလဲချုပ်တယ်ချုပ်တာဘာချုပ်တာလဲဆိုတော့ဒုက္ခချုပ်တယ်မျောတွေချုပ်တာဘာချုပ်တာလဲဆိုတော့ဇာတိသရမရဏအိုနာတိချုပ်တယ်မြုံမျောနဲ့ပေါ်မျောကတော့စကားလန့်အောင်လို့ပြောလိုက်တာ အပယ်ကြတာလဲခန္ဓာဒုက္ခိရတာလဲခန္ဓာဘယ်ခန္ဓာအဲ့ရမကောင်းလို့ပြောတာသို့တော့ဒုက္ခိခန္ဓာကတော့ပို့ပြီးတော့ဆိုးတယ်တက်ဖို့ရာလမ်းမချိလမ်းမမြင်နိုင်လောက်အောင်မျောလင်းလို့မရအောင်ဆိုးတာဖြစ်တဲ့အတွက်မျိုးမျိုးကိုပို့ပြီးတော့လော့အောင်ကြိုးစားအဲ့ဒီကနေပြီးတော့အခုတော့မျိုးမျိုးမဟုတ်ဘူးပေါ်မျိုးဖြစ်နေတယ်သို့တော့အဲ့ဒီပေါ်မျိုးအဆင့်ကနေပြီးတော့ထပ်ပြီးတော့မမျိုးဖို့အတွက်သိကြတာကမက်လန်တစ်ခုပဲရှိတယ် အဲ့ဒီမက်လန်းကိုသွားဖို့ဆိုလို့ရှိရင်လေဝိပဿနာဆိုတော့ညာဝိပဿနာကိုအတုံးထည့်လိုက်တာလော့ဂီမဲ့ဝိပဿနာလော့ဂီမဲ့ခင်ဝိပဿနာအတူတူပါပဲအဲ့တော့အဲ့ဒီလုပ်ငန်းအဲ့ဒီကျင့်စဉ်ကိုကျင့်ဖို့ဆိုလို့ရှိရင်ပေါ်ရခန္ဓာရဲ့အဖြစ်အပျက်ကိုတိမာကိလေသာမလိုက်ပေါ်ရခန္ဓာရဲ့အဖြစ်အပျက်ကိုမတိမာကိလေသာမလိုက်မှဖြစ်တဲ့အတွက် ဲ့ဒီပေါ်ရခန္ဓာရဲ့အမှန်တရားကိုဆုံးဖြတ်နိုင်ကိလေသာတေတာပဲဒါဆိုရင်အကုသိုလ်ရဲ့ကုသိုလ်ရဲ့မှီးပြီးတော့ဖြစ်နေတဲ့အထဲမှာမှနှလုံးသွင်းမှန်ရင်အကုသိုလ်ကလည်းကုသိုလ်ဖြစ်နိုင်တယ်ကုသိုလ်ကလည်းမညံဖြစ်နိုင်နှလုံးသွင်းမှန်ဖို့တော့လိုတယ်အကုသိုလ်ကကုသိုလ်ဖြစ်နိုင်ဆိုဆိုကြမှာတော့လောဘတိုင်းကနေဖြစ်လာတယ်ဆိုဩဒါလောဘဟာ သူ့ကိုမရှုဘဲထားရင်သမုဒယသစ္စာဒုက္ခဖြစ်မှာပဲလို့သိလိုက်ရင် လောဘသည်အရှုကံဒုက္ခသစ္စာဖြစ်သွားတဲ့အတွက်ကြောင့်နှလုံးသွင်းမှန်တဲ့အတွက်လောဘဒေါသမောဟတဏှာမာနဒိဋ္ဌိအကုသိုလ်သည်ဒုက္ခသစ္စာအဖြစ်နဲ့ချုပ်ထားမလို့နောက်တတပံပရိစ္ဆေသုံးပါသုံးအကွက်မကူးဆက်နိုင်တော့တဲ့အတွက်လေးအကွက်မြုံမြောပေါ်မြောနှစ်ခုသလုံးချုပ်တယ်။ဒါလောဘဒေါသမောဟဆိုရင်တော့မြုံမြောချုပ်သွားတာ။အေးအဲ့လိုမဟုတ်ဖဲနဲ့ ကုသိုလ်လုပ်တယ်ကုသိုလ်လုပ်ပင်မဲ့ဘဝကိုပြန်ပြီးတော့တောင်းတနေတယ်ဆိုရင်ပေါ်မျောကိုပြန်တောင်းတတာဖြစ်တဲ့အတွက်သမုဒိယသစ္စာပြန်ဖြစ်တယ်ဒီကုသိုလ်ကဘာကုသိုလ်လဲလို့မေးရင်ပေါ်မျောဒုက္ခသစ္စာကိုမသိတဲ့ကုသိုလ်ဖြစ်တဲ့အတွက်ကြောင့်ကုသိုလ်ကပြန်ပြီးတော့ဒုက္ခပေးတယ်ဆိုလိုတာကကုသိုလ်ကဒုက္ခပေးတာမဟုတ်ဘူးကုသိုလ်ကို အမိပြုပြီးတော့သစ္စာမသိတဲ့အဝိဇ္ဇာလိုချင်တဲ့တဏှာမရရအောင်ကြိုးစားတဲ့ဥပါဒံ 조사အထုတ်တဲ့ကံတွေကသမုဒယသစ္စာပြန်ဖြစ်တာဒါကြောင့်ပေါ်မျောသည်သူကတိမှာလဲသွားတာပေါ်မျောသည်သူကတိမှာလဲတယ်မြုံမျောသည်ဒုကတိမှာလဲဒါဆိုမြုံမျောနဲ့ပေါ်မျောကိုနှစ်ခုသလုံးချုပ်ချင်တယ်ဆိုရင်ပေါ်ရခန္ဓာကိုညံသွင်းမှမြုံမျောပေါ်မျောနှစ်ခုသလုံးချုပ်နိုင်တယ်